ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ရှစ်ပြည်လောချန်နယ်ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါရစေ။ဒီကနေ့ပရိသတ်တွေအတွက်တက်ဆက်ပေးခြင်းနဲ့ဇလန်းလေးကတော့စာရေးသူကျူကျူတန်ရှိသားထားတဲ့ပင်မြတ်မြေစာဆိုတဲ့ဇလန်းလေးကိုတက်ဆက်ပေးခြင်းပါရစေ။ဒါဆိုရင်တော့ဒီနေ့တက်ဆက်ပေးမယ့်ဇလန်းလေးကိုစလိုက်ရအောင်နော်။ဝမ်းသာခြင်းလို့ရှင်မြူးနေကြတဲ့သူတို့သားနဲ့သူတို့သမီးလေးတို့ကိုနှုတ်ဆက်ကမင်္ဂလာခမ်းမစီအတွင်ကထွက်ခွာခဲ့ကြတယ်။ညဉ့်ညောင်းတရာသောတိဂီတာတန်လေး ကျွန်တော်တို့နှစ်ဦးနောက်ကနေပြန်ဝဲလိုက်ပါလာပါတယ်။မမတို့စီစဉ်ထားတာတိတ်ကိုဆင်ပြတာပဲနော်။သူတို့သမီးလေးကိုပြင်ပေးထားတာလည်းတိတ်ကိုလာတာပဲ။ကောင်းလေးကလည်းအတော်မျက်နှာပုံရှာတယ်နော်ကိုကို။မိသက်ကဂျင်းနဲ့ဆွာပြောတယ်။ကျွန်တော်ကစနီးချိုးမိသက်ကိုလှည့်ကြည့်လိုက်တယ်။နောက်ပါနေစေဖြစ်တော်မိသက်သည် အသက်40ကျော်လာပြီဖြစ်သည့်တိုင်နှုတ်ပြတွက်လက်နေစေပြုံးနေသည့်သူ့ရဲ့မျက်လုံးလေးတွေကတောက်ပါရှွမ်းလန်နေတယ်ပြီးတော့ကောင်းလေးကတင်းမောသားဆို အချက်တောင်မတော့တတ်ဘူးလေသိရလားရိုးရိုးအေးလေးရဲ့ဒီခကြီးထဲမှာဂျလိုကလေးမျိုးဟာခက်ရှားရှားမမော်ရိုးကတိတ်ကိုကန်ကောင်းတာပဲနော်ကိုကိုကျွန်တော်ဖွင့်ပေးတဲ့တကားကနေကားရဲဝင်ကားထိုင်ချပြီးမင်္ဂလာပွဲအကြောင်းဆက်ပြောပါရစေ။ကောင်လေးကသူ့တငယ်ချင်းမမော်ရိုးအိမ်သို့လိုက်နေမိအကြောင်းကိုပါသူဆက်ဆုခဲ့ပြီးဖြစ်ရန်တူတယ်။နော်ကိုကိုဟူသောအဆုံးသက်စကားအသုံးလုံးသည် ကျွန်တော်ထံမှသဘောတူထောက်ခံချက်ကိုလူလားသည့်ဆန္ဒဖြစ်ကြောင်းကျွန်တော်နားလည်လိုက်ပြီးဖြစ်သား။ ထို့ကြောင့်ကားဆက်လို့ရကနေခေါင်းကိုညှိပြရင်ဟုတ်တာပေါ့မမော့သမီးလေးကကန်ကောင်းတာပေါ့ကိုကိုအင်းပြောလေမေသတ္တသမီးလေးလည်းလေဒီလိုကန်ကောင်းရင်တစ်ကိုကောင်းမှာပဲနော်တောင်းတအားကြတော့မိခင်တူရဲ့စေတနာဆန္ဒကောင်းပါပါမေသက်ရဲ့ဘာမကောင်းစရာရှိလို့လဲမှန်သေးကျွန်တော်သမီးငယ်မင်းွယ်ဦးအတွက်ကျွန်တော်ចောင်းကြစိတ်ညုံမုံမြပဲမဝယ်မိ မင်းရွယ်ဦးမှာကုတူကန်တစ်သက်လုံးကောင်းနေမင်းကလေးဖြစ်တယ်။သူမလာမရပဲလူလူလာလာ မျောလင့်တချီကျူဆူခဲ့တယ်။သူဘွားတခြားလုံးပန်းလို့မွေးဆန်းလို့အေးအောင်ကျွတ်တင်စီစဉ်ခဲ့တယ်။မွေးဖွားတင်မှယခုလို အသက်20အရွယ်ထိရောက်တဲ့အချိန်အေးချမ်းသာရတဲ့ဘဝကိုသူပန်းဆိုင်ခဲ့ရတယ်။ချမ်းသာကြွားလာတဲ့အဖိုးနဲ့အဖွားနဲ့ယာရုကြီးွေကုန်းရှင်မြင့်နဲ့မိဘနှစ်ပါးရှိပြီးဉာဏ်ပညာထက်မြက် ရုပ်ရည်လှပချုံမောတဲ့တမင်းငယ်ကဲ့သို့အဖက်ဖက်ကနေပြေဆုံးလာတဲ့ဘဝပိုင်ရှင်အတွက်ဘာများပူပန်စရာလိုသေးလို့လဲတမင်းငယ်ချောင်းကိုတွေးကစိတ်တို့ပြန့်လွင့်သွားပါရဲ့လေးနှစ်သမီးတွေဟာအဖေနဲ့ကွဲကွာကအဖမဲ့ဘဝနဲ့ကြည်ပြင်းခဲ့ရှာတော့တမီးကြီးဒါရာစီကိုဆက်ရောက်သွားတယ်။တမီးကြီးဒါရာခမားတမင်းငယ်ဤဘဝမျိုးကိုမရရှိခဲ့။တမီးကြီးကကုတူကန်နဲ့ရှာတယ်။ကိုကိုကြီး တကယ်တော့ပစ္စည်းဥစ္စာပညာကုန်နဲ့ပြည့်စုံတာလဲตายရတဲ့အိမ်အောင်စုတစ်ခုဖြစ်မလာနိုင်ဘူးနော်တယောက်နဲ့တယောက်ကလည်းနှစ်နှစ်ကာကာညနိုးချစ်ခင်ကြအောင်မှကိုကိုရောဘလို့ယူဆတယ်လဲမိသက်အမေကကျွန်တော်အတွေးကိုဖြတ်တောက်ပြလိုက်တယ်သူသည်တွေးတွေးဆဆလေးမေးပြီးမှကျွန်တော်ထံကအဖြေကိုစောင့်နေတယ်မိသက်ရဲ့တကယ်တမ်းပြောရမယ်ဆိုရင်တော့တယောက်နဲ့တယောက်ချစ်ခင်ကြရုံနဲ့ตายရတဲ့အိမ်အောင်တစ်ခုမဖြစ်လာဘူး တယောက်နဲ့တယောက်နားလည်မှုရှိပြီးကိုယ့်ရဲ့အတ္တမာနကိုလုံးဝခွာချနိုင်မှသာတာယာတဲ့အင်နာရီတစ်ခုဖြစ်အောင်ကြာရှည်ရတည်နိုင်မှာကျွန်တော်ဒီခံစားမှုအပြည့်နဲ့လေးလေးနက်နက်ဖြေလိုက်မိတယ်ကျွန်တော်တို့အင်နာတက်အနည်း20ကျော်ခဲ့မှအချက်နဲ့အင်နာရီပြဿနာတွေကိုထူးထူးခြားခြားဆွေးနွေးနေမိတယ်ကိုကိုမိသက်တို့တယောက်နဲ့တယောက်နားလည်မှုရှိကြတယ်လို့ကိုကိုယူဆတယ်မဟုတ်လားရဲ့ကျွန်တော်မိသက်ကိုငေးကြည့်လိုက်တယ်ကျွန်တော်ဖြေကိုငန်းလင်နေတဲ့မိသက်အခြေသေးအတိတ်ပဲရှိလာတယ် သူဒီကျွန်တော်ဘဝရဲ့အတိတ်ဘဝသို့မဟုတ်သူနဲ့လက်မထက်မီကဘဝစိတ်ပိုင်းကို အားလုံးသိရှိခဲ့ပြီးဖြစ်သည်စနီးမဟုတ်လားသူရဲ့လက်ဘဝလေးတစ်ဖက်ကိုအသာဆုပ်ကင်ထားပြီးချင်းနဲ့စွာပြောလိုက်တယ်မိသက်ကကုကုပေါ်နားလည်မှုရှိတဲ့စနီးကောင်းမှာကွယ်နင်းနေချဲချိုက်ပြုံးလိုက်သည့်မိသက်အပြုံးကကြည်လင်ရှင်လန်းနေပါတယ်မိသက်ကနားလည်မှုအလွန်ရှိတဲ့စနီးဖြစ်တယ်အခုလဲကြည့်မောင်ထွန်းမြင့်ရောက်လာပြီးသမီးကြီးတို့သားမိနေထိုင်ကောင်းမကောင်းနေရတဲ့အခန်း အဆင်ပြေမပြေစတဲ့စကလုံးသုံးလေးကုန်းသာမြင်မြန်ပြီးတော့သုံးမွေးတစ်ပတ်ကလေးထိုးရှာရှိလို့လို့အကြောင်းပြပြီးအပေါ်ရက်တို့တက်သွားလေတယ်။ကျွန်တော်သိတယ်မိသက်ပေါ်ရက်တက်သွားတာမောင်ထွန်းမြင့်နဲ့ကျွန်တော်တို့လူလူလက်လက် စကားပြောနိုင်ရန်သူမတမင်တကာရှောင်ပေးသွားခြင်းဖြစ်တယ်။အလိုက်တသည့်ဖဲခွာပေးခြင်းလည်းဖြစ်တယ်။ပဲကြောင့်ဆိုတော့မိသက်တည်းအသက်40ကျော်ကလေးကမျက်လုံးမကောင်း၍ညဘက်တွင်မြည်သည့်ခါမှစားထိုးလို့မရှိတော့ကြောင့်ပဲမိသက်ထွက်သွားရသို့မောင်ထွန်းမြင့်လှမ်းကြည့်နေတယ် သူမျက်နာမတရလားရောက်ကလေးကကျွန်တော်ကိုကွက်ကြည့်ကွက်ကြည့်လုံနေတော့သူမျက်လုံးတို့ကြည်ကြည်လင်လင်ရှွှရှွှလင်လင်မရှိလားတစုံတစ်ခုသောပြဿနာကြောင့်ဆိတ်ရှုပ်ထွေးနေတယ်လို့ရီဝေဝေညွှန်မိုင်းမိုင်းစကားပြောနေပုံကလိုက်လိုက်လဲလဲမဟုတ်မလှုပ်ချောက်ချက်စိတ်မပတပါပြောနေရသည်ကလည်းတခြားစိတ်ထဲရှိတာကတခြားဖြစ်နေပုံရပါတယ်။သူစကားမစားတဲ့အတွက်ကျွန်တော်ကပဲစကားကိုစလိုက်တယ်။မင်းခုတော်ဝင်နဲ့လာရတာလား။မဟုတ်ဘူးဆရာ။ သူသည်ကျွန်တော်လက်အောက်မှာအမှုထမ်းခဲ့စဉ်အားအတိုင်းတလေးတစားဖြစ်တယ်။ကျွန်တော်သည်မောက်ထွန်းမြင့်ကိုကိုးတပည့်လေးဖြစ်ခဲ့စဉ်ကအခေါ်ဝေါ်တန်းသုံးလုံးမိတယ်။သူကလည်းအလုခွင်နဲ့ရောအခေါ်ဝေါ်တန်းမှမပြောင်းလဲ။ကျွန်တော်တို့အချင်းချင်းတွေမှဤအသုံးသုံးအခေါ်ဝေါ်တို့နဲ့ပတ်သက်၍ဤသို့သော ပြဿနာမှမပေါ်ပေါက်ခဲ့ချောမောပြပြနေပါရဲ့။အမှန်မှမို့ယခုချိန်မှာသူသည်ကျွန်တော်တမတ်ဖြစ်နေပြီ။ကျွန်တော်ကသူ့ရောက်ခမဖြစ်နေပါပြီ။ သို့တော့သူ့အထက်လူကြီးရဲ့တမိနဲ့လက်ထက်ခဲ့သောမောင်ထွန်းမြင့်သည်ကျွန်ုပ်ကိုရောက်ခမအဖြစ်ထက်ဆရာဖြစ်နေသဘောထားမြင်ရခင်ကလိုပင်အချမ်းညာတောင်းဆရာရှိတာတောင်းတမင်ဆရာရှိတာကိုတမင်နေခဲ့တာဖြစ်ပါတယ်ကျွန်တော်ကလည်းကိုသမီးကြီးလင်ယောက်ျားဖြစ်လာခဲ့သောတီတီရှင်မွန်နဲ့လူရွယ်ကလေးကိုတမတ်အဖြစ်ထက်တပည့်လေးအဖြစ်သာမြင်မြဲတိုင်းမြင်နေရပါတယ်ထို့ကြောင့်ဆုံးမဆရာရှိကဆုံးမပြည့်ပြင်ဆရာရှိကပြည့်ပြင်ညွှန်ပြမြင် ထို့ကြောင့်ကျွန်တော်တို့နှစ်ယောက်စကားပြောဆိုဆက်ဆံပုံကြပုံကိုတမိကြီးကရှယ်ပြုံးကဖြင့်အဖေတို့ကလည်းဘလို့မှလည်းမသိဘူးအကိုကလည်းဖေဖေကိုဆရာဆရာနဲ့ဒါတာနားထောင်လာတာတမျိုးကြီးပဲသူများတွေကြရင်ရှယ်ကြမှာတည်လားလို့ပြောလို့ရှိတယ်။သို့တော့ကျွန်တော်တို့ကအခေါ်ဝအတုံးနှုံးတွေကိုပြောင်းလဲပြဖို့စိတ်ကူးရဲမထင်မိယခုတမိကြီးရှင်တွေကျွန်တော်မျိုးကလေးကိတွေ့ပင်သုံးနှစ်ပြည့်ခဲ့ပြီတောင်ဝင်နဲ့မဟုတ်ဘူးဆိုတော့ဘာကိစ္စရှိလို့လဲငါမျိုးကြီးကိုဒါတာတယောက်တည်းနိုင်မလား ်ပြီးတော့သူ့မေရလည်းမရှိဘူးဆိုဒီနေ့တနေ့ဒါရာစားရဲပါတာသူ့မေကြီးနေမကောင်းလို့ရှားပြန်သွားတယ်ဆိုဟုတ်ကဲ့ဆရာသူ့ဖြေကတူတူတိတိမေးတဲ့အမေအားလုံးကိုသူ့မဖြေသေးပြီးဖြေလိုက်တဲ့အတန်ကချက်ကက်ကက်ဖြေပြီးတော့ခေါင်းလုံးနေပြန်မှသေးတယ်ကျွန်တော်သိလိုက်တယ်ကျွန်တော်ထံမှာ၆နှစ်ခန့်အလုပ်သွားလုပ်ခဲ့တဲ့တပည့်လေးရဲ့အရေးကိုကျွန်တော်အကဲခတ်ချင်မိတယ်။သူ့ရဲ့အခက်အခဲတစ်ခုရှိနေတာအိတ်ကံပဲ။ အလौတာဝန်နဲ့ပတ်သက်တဲ့ပြဿနာပဲဖြစ်လိမ့်မည်။မောင်ထွန်းမြင့်အလौကငွေကြီးနဲ့ဆက်ဆက်နေတယ်။ငွေကြီးပြဿနာတစ်ခုခုများညှိစွန်းနေလျော့သလား။အလौကရောမန္တလေးမှာအဆင်ပြေရဲ့လား။ပြေပါရစေဆရာ။ငွေကြီးကြီးကိုအမြဲတမ်းသတိထားနေရတဲ့တာဝန်တော့ပူရာဖို့ဆရာရဲ့။အေးကွာဒါကတော့ခရုဆက်ရလိမ့်မယ်။အခက်ခဲရှင်တော့ငါပြောကွာ ဟုတ်လား။မရှိပါဘူးဆရာ။ သူ့ဖြေကြမှာတိတိတသားရှင်းလေးပေါ်သွားတယ်။သို့တော့ငိမ့်တက်လုံးနေတဲ့သူ့ကိုအခဲခန့်ရင်ကျွန်တော်ဆက်တွေးမိပြန်တယ်။အလုံးနဲ့ပတ်သက်တဲ့ပြဿနာမဟုတ်လင်။ဆရာမရေတရေခေါ်လိုက်တဲ့အတန်တိတိတသားတုံညင်းသွားတဲ့အတန်။အေးပြောလေ။ကျွန်တော်ဆရာကိုကုညီတခုလားတောင်းတာပါဆရာ။အောက်ထုံးမြအဖြစ်အလုံးကိုအေးစေးရိုးသားတဲ့လူပါပဲကြည့်ပါဦး။ရခမဖြစ်သူကိုသူပြန်ပြောနေပုံကျွန်တော်ဆရာကိုဆရာလိုရောကျေးဇူးရှင်လိုရောဖေလိုပါလေးစားပါတယ် အခုကျွန်တော်တို့ပြည်တနာကိုဆရာဝန်ကူပေးမှဖြစ်မှာမလို့ပါဆရာကျွန်တော်တို့ဆိုပဲသူပြည်တနာကိုအလိုလိုသိရှိလိုက်ပါတယ်ညှိုးငယ်သောမျက်နှာနဲ့ကျွန်တော်အကြည့်ထံကနေရှောင်းလွှဲနေတယ်သူစကားတို့ကလည်းပြက်တောင်းပြက်တောင်းကိုဖြစ်နေပါတယ်ဒါသာကျွန်တော်ကိုသိစိတ်ဆိုးနေတယ်ဆရာသူသူ့ကိုကျွန်တော်ဘလို့မှတောင်းမှန်လို့မရဘူးအမှန်မှာတော့ကျွန်တော်ဖြစ်ပါဆရာရဲ့အဆုံးသက်မှာလိုင်းခတ်သွားတယ်သူမျက်နှာကိုကြည့်ရင်လွန်ခဲ့သောနှစ်အစိတ်လောက်ကသမီးကြီးဤ မမေတက်တာရှေ့မှာဝဲရှောက်လဲချက်ပေးခဲ့ပေးမိသည့်ကျွန်တော်မျက်နာကိုကျွန်တော်ပြန်လာမိမိမြင်ပါတယ်အခုကျွန်တော်ရှေ့မှာမှာမျက်နာအပြက်ပြက်နဲ့ပြောနေတဲ့မောင်ထုံးမြင့်သည်ကျွန်တော်ကိုယ်တိုင်ဖြစ်နေ၏ရိုးရိုးဆန်းဆန်းနဲ့အဖွဲနဲ့မပါပဲပြောလိုက်သောစကားသည်ပြဿနာရဲ့အကြောင်းရင်းမဟုတ်ပဲနေကုန်းတာဖြစ်နေသည့်အတွက်အကြောင်းရင်းကိုသိရအောင်စိတ်စိတ်ဆက်ဆက်မေးရတယ်သူ့အဖြစ်ကကျွန်တော်နဲ့သမီးကြီးမိမိတတာနဲ့ဖြစ်ပျက်ခဲ့သွားတဲ့ဇက်သွားနဲ့ကိုဆင်တူနေပါတယ် ဖြစ်ပုံကပုံစံတစ်မျိုးမောင်ထွန်းမြင့်ကအပေါင်းအသင်းကောင်းလေတခါတည်းအရှင်နေနေပပတောက်တက်တယ်အမြဲတမ်းကမဟုတ်လွန်ခဲ့သော သုံးရက်ခန့်ကမောင်ထွန်းမြင့်တို့အဖွဲ့နဲ့ဆင်းရတယ်ပြန်ပြီးတညမှာသူတို့ဝိုင်းဖွဲ့စားတော့ဖြစ်ကြတယ်အတော်ကလေးညနေတော့သူတို့ဖွဲ့တဲ့သူမင်းကလေးတူတူးလာတယ်မင်းကလေးရဲ့နာမည်အရင်ကကသူတို့မသိဖြူဝင်သောအသားရည်ကိုအစွဲပြုပြီးဖြူဖြူလို့ခေါ်ကြတယ်။ဒီကြောင်ထားရကိုဘသူသွားပြောလို့လဲ။မောင်ထွန်းမြကကျွန်တော်ကိုအားနာရှင်ရုံစာနဲ့မော့ကြည့်လိုက်တယ်။ အင်းအင်းဂျာရာကိုဘယ်သူမှသုံးမပြောပါဘူးဆရာဒါဖြင့်ဒီကောင်မလေးရရှိတာကိုသူဘလို့သိသွားတာလဲဂျာရာမင်းလုံးလို့ကျွန်တော်ကပဲပြောလိုက်တာပါအော်ဒီကောင်နဲ့မအုံမလဲနဲ့ကုသမတ်သားမဟုတ်ပါကကျွန်တော်ဖနှောင်းနဲ့ထပောင်းမိမှာအမှန်စိတ်ထဲမချင်မရဲဖြစ်လုံးသဖြင့်မင်းကွာလို့ညှိလိုက်မိတယ်မပြောလို့လည်းမဖြစ်ဘူးဆရာရဲ့နောက်တနေ့အင်ပြန်ရောက်ပြီးညာအိပ်ပြောင်းနေတော့ကျွန်တော်ကရှောင်မိတာအဲ့မှာကျွန်တော်နှိုးပြီးအကျင့်မိတာနေပါဦး မင်းကဘာတွေများထရအောင်လို့တော့မောင်ထွန်းမြင့်ကရှုပ်တည့်မဖြစ်သူ့နဲ့ရက်တရဲလာတယ်ခဏနေမှမတိမတာတက်ပြင်းချရင်ကျွန်တော်ကဖြူဖြူတိတ်ချစ်စရာကောင်းတာပဲလို့ရှောင်မိရတယ်ဆရာ။အော်မောင်ထွန်းမြင့်တင်လိုက်ပါတော့ဟဲ့ကောင်လေးရဲ့တကယ်ကောင်းတယ်မှလာတွေ့နေရသေးတယ်။အဲ့ဒါကအချင်းလာစစ်တော်ပဲဆရာ။ဆရာသိတဲ့အတိုင်းကျွန်တော်လောက်ကမြို့ပေါ်တော်ဝယ်နေတော့မဟုတ်လား။အဲ့ဒါကျွန်တော်ကိုနေမှာအငဲရှိတယ်ဆိုပြီးဒါသာဆွဆွဲတော့တာ တညာလုံးလဲငိုပြီးချွတ်မရတဲ့ဆုံးမရငယ်ထားတယ်လို့အထင်ခံရရနဲ့ဆိုင်အဖြစ်မှန်အောင် ပြောမှသူကျင်နဲ့မယ်လို့ယူဆပြီးအော်ထွတ်မရတော့တကယ်သမတ်ပဲကျွန်တော်အတော်ကြီးစိတ်ပြတ်သွားရေလဲရေကျန်သွားတယ်။အော်ရှိုးသားလုံးတော့လဲမလုံနဲ့ ਉ ဒုံမိုးယုံနဲ့ ਉ ပွင့်သည့်ဖြစ်ပါလား။အေးကွာကောင်းရောမင်းအဲ့ဒါလို့ဖွင့်ပြောလိုက်မှပိုဆိုးသွားတယ်မဟုတ်လား။အဲ့မှာကွာဟုတ်ပါရဲ့ဆရာကျွန်တော်အဝတ်စားတွေကိုဒီအကြီးတဲ့ထည့်ပေးပြီး ရှင်းမျက်နှာကျမတသက်လုံးမမြင်မရစေနဲ့ဆရာရဲ့။ညနေတီလေးနဲ့ပြောပြီးတော့ကြက်ကြီးလဲလင်းကငိုင်းသွားပြန်ပါတယ်။သူမရှူနိုင်မကန်နိုင်ဖြစ်နေပုံကတနာစရာကောင်းတယ်လို့ပြုံးကျင်စရာလည်းကောင်းနေတယ်။ဒါရာသိစေကြည့်တယ်ဆရာ။အလိုမှန်သောစကားပဲ။ကျွန်တော်သမီးကြီးရဲ့စိတ်ဓာတ်ကိုကျွန်တော်မသိဘဲနေပါမလား။သူအမေရဲ့စိတ်နဲ့မမာနာတွေကိုဒါရအမွေဆက်ခံရရှိလာသည်မဟုတ်ပါလား73နှစ်ကျော်ကျော်ခွင့်နေကြရသည်ကျွန်တော်ကိုသမီးကြီးပြန်လဲအဆက်အသွယ်ပြုလာတဲ့နေ့ကိုကျွန်တော် မိနိုင်စရာ လုံးဝမရှိသူနေရသမီးကြီးတည်ကျွန်တော်ထံကမုတ်ဖိုးတွေကိုလည်းလက်မခံကောလိစိတ်ထောက်မြည်ဆိုခြင်းကိုလည်းပြက်ပြက်သားသားညှင်းဆန်ခဲ့တယ်နောက်ဆုံးကျွန်တော်ကားနဲ့အင်းလိုက်ဖို့မယ်ဆိုတာကိုကောင်းမြင်ခဲ့သမီးကိုဖေဖေတိတ်ချစ်တယ်ဆိုတာသိရတာပဲသမီးချင်တတ်ပါပဲဖေဖေလို့ဆိုခဲ့တဲ့သူစကားကျွန်တော်ကိုတမြင်မြင်လောင်ကျွမ်းစေခဲ့တာကိုသမီးကြီးသိမြင်မဟုတ်ပေတော်တော်ပြန်လာရင်အချင်းလေးဒီထက်ဆိုးကုန်မှာဆိုလို့ကျွန်တော်ဆက်စီကိုပြေးလာခဲ့တာပါ ဒါရာဆရာကိုသိချစ်တာမလို့ဆရာဖြောင်းပြရင်တော့စိတ်ပြေမယ်ထင်လို့ပါမောင်ထွန်းမြင့်ပြောတာမမသမီးကြီးမေမေဒီအင်မတန်စိတ်ထက်သူမာနာကြီးသူပြက်သားလွန်းသူစိတ်ကြောင့်ပဲသမီးကြီးဒီကျွန်တော်ရှိနေလျက်နဲ့ဖခင်မဲတဲ့ဘဝကိုရောက်ခဲ့ရတယ်။မရွှေတာပြန်မရောက်မီကလေးတွေပြဒနာကိုပြေလဲဖို့အရေးကြီးပါတယ်။အေးကွာရှီမိုးချူထမင်းမာစာစိတ်အေးထားအိတ်ချီတော်တော်မနေ့ပြန်ငါတို့မန္တလေးကိုသွားကြတာပေါ့။ မြင်းလေးရှင်းလိုက်တာနဲ့မြေးကလေးရဲ့ကြပြရွတ်စုတန်းစူးစူးလေးကိုကြားလိုက်ရပါတယ်။မောင်ထွန်းမြင့်ကလက်ကရှင်ပင်ချမ်းရက်တယ်။ကျွန်တော်ဒီဖိုးဝါရုပ်ကလေးနဲ့ကစားနေတဲ့မြေးမလေးကိုကြည့်နူးစွာကြည့်ရင်။တမီလေးကေတွေပါဖောင်းဖောင်းဇပင်တွန့်တွန့်ကလေးတွေကြောင့်ဘုံမရုပ်ကလေးနဲ့တူတဲ့မြေးလေးကတန်စကားပြင်ပတ်မှာရှက်နေတဲ့ကျွန်တော်ကိုမော့ကြည့်တယ်။မြေးလေးမှာအလွန်ချစ်စရာကောင်းတယ်။မတွေ့ရတာ၃လလအတော်အတွက်အတော်ကိုထွာလာပါတယ်။တမီလေးဘာပါလဲ။ မမေရောခေါ်ချီစမ်းမိကလေးကကောက်ခနဲ့ထားရပြီမမေဘာဝလာတယ်လို့အော်ရင်နဲ့အိမ်ထဲသူတထောက်ထောက်နဲ့ပြေးဝင်သွားပါတယ်ချက်ချင်းဆိုသလိုသမီးကြီးဒါတာကအပြင်ကိုထွက်ပြီးလိုက်လာပါတယ်ဟမ်ဖေဖေအော်သမီးကြီးကအံအောဝမ်းသာဖြစ်သွားတာကနေကျွန်တော်နောက်ကိုလှမ်းကြည့်ပြီးတွန့်ဆုပ်သွားတယ်သို့တော်တခဏအတွင်းမျက်နှာထားပြန်လိုက်ကကျွန်တော်ကိုတကားလာဖွင့်ပေးပါတယ်မိကလေးကိတွေကအပြင်သို့တရှိန်ထိုးပြေးထွက်လာတယ်ကျွန်တော်စီကိုကမဟုတ်သူ့ဖေရှင်ဝင်တို့ မောင်ထွန်းမြင့်ကအိတ်တွေကိုပြစ်ချကာသမီးလေးကိုဆွေကနေပွေ့ချလိုက်တယ်။မြေကလေးတည်းသူ့ဖေရှင်ဝင်တွင်မှတခက်ခက်ဖေဖေဖဲသွားနေရလဲမမီဖို့မဟုတ်ဝင်လာခဲ့လား။မြေကလေးကသူ့ဖေကိုတောက်တဲ့ကတ်တလို့တွေ့ကရဲနန်းရှုပ်ကတွတ်တွတ်မင်းနေပါဗျ။သူတို့သားဖောက်ခြင်းနဲ့သမီးကြီးမျက်နှာကိုခဲခတ်တယ်။သမီးကြီးအနေငယ်ပိန်သွားတယ်။အကန်တွင်တို့ကျွန်တော်ဥဆောင်ကဝင်လိုက်တယ်။ ။တမတ်တော်ကြီးမောင်ထွန်းမြင့်ကမူသူ့အိမ်သူမဟုတ်တလို့တမင်းငယ်ကိုတင်းတင်းကျပ်ကျပ်ပွေဖက်ထား၍မောမမေရွှွန်းတွန်တွန်ပုံစံနဲ့နောင်နာကနေကုတ်ချောင်းချောင်းကပ်ပါလာတယ်။ဖေဖေထထားရုကိစ္စအတွက်လိုက်လာတယ်ထင်တယ်။ပြောပါပြီတမီးကြီးတို့ကတော့မအေလို့သူကဘယ်အစားရဘလို့ကန့်တွေဖြစ်ရှင်းရမလဲစကားအစရှာနေသေး။သူကတည့်ရကြီးကိုမေးချလိုက်ပါတယ်။ဆိုပါတော့တမီးရဲ့မောင်ထွန်းမြင့်မင်းတို့အိမ်မှာငကားစေးဘောလည်းမရှိဘူးလား။ ထားဖြင့်သွားဝင်စမ်းငါတောက်ချင်လို့သမက်ကိုအားနာတဲ့အတွက်ရမဲရှာပြီးအပြင်းသွလွတ်လိုက်တယ်ဒီတခါတော့သမက်ရိုးကြီးကအထိတ်ပဲရှိမိပုံရတယ်သမီးကလေးကိုပွေ့ချီပြီးခတ်တုတ်တုတ်ထွက်သွားတယ်အခုချိန်မှာမိမကလေးကသူ့အတွက်အားထားရအကာအကွယ်ကြီးတစ်ခုဖြစ်နေတယ်ထင်ပါတယ်မောင်ထွန်းမြင့်အိမ်မောကနေဆင်းသွားတယ်ဒါရာသမီးကြီးကိုဖေဖေသိချစ်တယ်ဆိုတာသိတယ်နော် သိပါတယ်ဖေဖေသမီးကြီးကောင်းကျိုးချမ်းသာကိုဖေဖေအမြဲလိုလားတယ်ဆိုတာကိုရောသမီးသိပါတယ်ဖေဖေ ဖေဖေမြတ်တာကိုဒါတော့အမြဲခန်းစားမိပါတယ်။တမီးကြီးကကျွန်တော်ရဲ့အမေတွေကိုချက်ချင်းပင်ဖြေချလိုက်ပါတယ်။အတန်ကြာစကားပြက်သွားပြီးမှခက်လေးလေးလေးဆက်ပြောလိုက်တယ်။အခုဖေဖေလိုက်လာတာဒါတော့ကိစ္စဆွဲဖြစ်ဖေဖေလာတာခရီးပန်းရုံပဲရှိမှာပါဖေဖေ။တမီးကြီးဒီစကားစုံကိုစုလိုက်ပါတယ်။တမီးကြီးရဲ့စကားကသူဆုံးဖြတ်ချက်ချပြီးပြီသူဆုံးဖြတ်ချက်ကိုမပြေနိုင်တော့ပါမောင်ထွန်းမြင့်ကိုလည်းခွင့်မလွန်နိုင လျောင်ကြားဖြစ်နေဆက်လက်မပေါင်းသင့်နိုင်ဟုသော အထိပ်ပဲထင်ရှားစွာဖော်ပြနေတယ်။အိုးပြက်သားလိုက်ပါတယ်သမီး။ခရီးဝေးရာစိတ်မောလူမောလာခဲ့ရတဲ့ဖေကြီးကိုမှအားမနာ။သမီးကြီးကိုဆူဆူဆိုက်ဆိုက်ကြည့်လိုက်မိတယ်။သူ့မေရဲ့မာနမျက်လုံးတွေကိုသမီးကြီးရဲ့မျက်နှာပေါ်မှာတွေ့လိုက်ရပါတယ်။ဒါတလို့ရှိရဲ့သမီးရဲ့ဖေဖေပြောနေတာသမီးအတွက်ပါ။မိန်းကလေးဆိုတာတပွင့်ပင်တန်တဲပါရယ်သမီးရယ်လျောက်ကြားကင်းတဲ့မိန်းကလေးရဲ့ဘဝပဝန်းကျင် အပြောဆိုလို့အောင်အမြဲကြူးဆိုင်နေရတယ် စာဝင်နေအတွက်လည်းအတော်ရုံးကန်လှူရှာမယ်။သမီးကိုဖေဖေကူညီကိုလည်းလက်မခံတော့လက်ခံမဲ့သမီးမဟုတ်ဘူးလေ။သမီးမမေကိုပဲချစ်။သူဘလောက်ပင်ပန်းဆင်းရဲခဲ့တယ်လဲ။မောင်ထွန်းမြာသမီးကိုတကယ်မျက်နှိုးပြီးတော့စိတ်သဘောထားရိုးဖြောင်းနေသူပါ။သမီးသူ့ကိုနားလည်မှုနဲ့ခွင့်လွန်အောင်ကြိုးစားကြည့်ပါသမီးကြီးရဲ့။စကားလုံးတွေကိုတေချာစီစဉ်ရွေးချယ်ပြီးရှိရှိလျားလားပြောနေမိတယ်။သမီးကြီးကကျွန်တော်စကားအဆုံးမှာခရရဲ့ပြောလိုက်တယ်။အော် ဖေဖေကဒါရစကားကိုအတိတ်ပဲကောက်လုံးသွားတယ်နဲ့တူတယ်။ဖေဖေဘာမှစိတ်မပူနဲ့။သမီးတေချာစဉ်းစားပြီးပြီ။သမီးသူနဲ့လမ်းခွဲမထွက်ပါဘူး။ဒီအတွက်စိတ်ချပါဖေဖေ။ကျွန်တော်ဘလို့ဝမ်းသာသွားမှမသိ။ရှင်နယ်လေးလံနေသမီးရှုပ်ချီပေါ်ပါသွားတယ်။ဘာပဲဖြစ်ဖြစ်ကျွန်တော်သမီးကြီးတီတီသူ့အမေထက်တော့အမျှော်မြင်အလိမ်မှရှိရှာပေသည်။ဒီလိုမှပေါ်သမီးရဲ့တယောက်နဲ့တယောက်တကယ်ချစ်သူချင်တာနားလည်မှုရှိမယ်။ မမနာကိုခွာခြားထားနိုင်ရမယ်တိခန့်စေရှိရမယ်ဖေဖေသိဝမ်းသာတာပဲဘာကြောင့်မမသိသမီးစီရဲ့အောင်နှခမ်းကိုကြိုက်ကတပြင်းချလိုက်တယ်သမီးကိုကျွန်တော်ဖွေမကြနိုင်သေးသမီးဖေဖေကိုတော့မညာချင်ပါဘူးဖေဖေဒါရာသူနဲ့လမ်းခွဲမထွက်တာနားလည်မှုရှင်လုံးလို့တိခန့်နိုင်လုံးလို့မဟုတ်ပါဘူးအဖေကိုတိတ်ချစ်ရှာတဲ့သမီးလေးကိတွေ့ကြောင်းပါသမီးကြီးကသူ့စိတ်ကိုပွင့်လင်းစွာဖွင့်ဟလိုက်တယ်ဘာဖြစ်လို့လဲဆိုတော့မုံရီမိုင်းနေတဲ့မျိုးလုံးတွေကိုကျွန်တော်ရင်ဆိုင်လိုက်ရတယ် သမီးကြီးကိုနားလည်အောင်ကျွန်တော်မနေစူးစမ်းနေရတယ်။ဖအေးရှိရနဲ့ဖအေးကိုအဝေးရသားချစ်နေရတဲ့သမီးတယောက်ရဲ့ခံစားရတဲ့နာကျင်စရာခံစားမှုမျိုးဒါရသမီးလေးခံစားရမှာစိုးလို့ပါဖေဖေ။ယခုမှပဲကျွန်တော်သမီးကြီးကို ကျွန်တော်နားလည်မိပါရယ်။အော်သမီးရဲ့သူရဲ့မျက်ရည်စာကိုကျွန်တော်တွေ့သွားမှဆို၍မာနရှင်သမီးကြီးသည်ဖနက်ချွတ်တွင်ပြစ်ချထားခဲ့သောကျွန်တော်အိမ်နှင့်မောင်ထွန်းမြင့်အိတ်တွေကိုယူဆောင်ကား အိမ်ခန်းတွင်သို့ဝင်ရောက်သွားပါတော့တယ်။ဟုတ်ကဲ့ပါရှင်။ပြည်သက်တွေအတွက်ဒီကနေ့တက်ဆက်ပေးခဲ့ရတဲ့စာရေးသူကျူးကျူးတင်ရေးသားထားတဲ့ပင်မြတ်မြေစာဆိုတဲ့ဇလန်းလေးကတော့ဒီနေရာမှာနေပဲပြီးဆုံးသွားပါပြီရှင်။နောက်ထပ်လည်းတက်ဆက်ပေးဖို့ဇလန်းကောင်းလေးတွေကြားရှိသေးရကြောင်းကျမတို့ရဲ့ channel လေးကို subscribe ပြုလုပ်ပြီးတော့စောင့်မျှော်ကြည့်ရှုအားပေးနှဆက်လို့ရပါပါရှင်။နှဆက်အားပေးကြတဲ့ပရိသတ်များအားလုံးကိုလည်းကျေးဇူးထူးပဲတင်ရှိပါရစေ။ ပရိသတ်များအားလုံးလည်းကိုစိတ်နှပြရှင်လန်းချမ်းမြေကြပါစေရှင်